။အရှင်သာရိပုတ္တရာရှင်သူမြတ်ကြီးရဲ့ဆင်းရဲသားတွေရဲ့ပုံမှာချီးမြှောက်ပုံကိုပဲဥဒ္ဓနာတွေဆက်ပြီးတော့ခေါ်နာကြီးညိုခြင်းပါတယ်။အရှင်သာရိပုတ္တရာရှင်သူမြတ်ကြီးမဟာသေနလို့ခေါ်တဲ့ပုံနာကြီးတယောက်ရဲ့အိမ်ကိုကြွပြီးတော့ဆုံးခံတယ်။မဟာသေနဗျမနကအရှင်သာရိပုတ္တရာကြီးမြင်တော့ပုံနေ ုတိယနေ့ဆုံးခံကြွတယ်ပုံနေတယ်ရှင်သာရိပုတ္တရာကြီးကိုသူတွေ့မခံဘာရိခိနဝိဘဝဒလိတော်ဘာရိခိနဝိဘဝငါတို့ရှိတဲ့စီးတဲ့ဥစ္စာတွေကပျက်စီးပြီးတော့မှဒလိတော်ဆင်းရဲသားဖြစ်သွားပြီအာဟိသမိဒုက္ကတောမေယံဒုက္ကတဘာဝနဇာနာတိမင်းကြီး ါဆင်းရဲသွားတာဒီမထေမသိဘူးထင်တယ်။မာသိန်းသာတထေကငါကတထေကြီးသူကတထေကြီးကနေပြီးတော့မှဘောကပြဿနာပေါ်ပဲစီးရင်ဥစ္စာတွေပြည့်စည် ပြီးတော့ဆင်းရဲသာဘဝသူရောက်နေတာ။နောက်တကသူငယ်စဉ်က အရှင်သာရိပုတ္တရာရဲ့အဖေခမည်းတော်ကြီးနဲ့သူကအရင်ရင်နေတဲ့ပုံနာကြီး အဲ့တော့ရှင်သာရိပုတ္တရာကိုမြင်ရတွေ့ရတော့သူဘာဖြစ်တော့မေးလိုက်တော့သူတငယ်ချင်းရဲ့သားဖြစ်နေလို့လည်းပဲကိုသားလေးတယောက်လို့ချစ်တာပေါ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ထံတော်အနိမာပညာရာအတော်ဆုံးအတတ်ဆုံးဆိုတဲ့ဣတရက်ဘွယ်တူကြီးရပြီးတော့ဓမ္မသေနာပတိတရားစစ်သူကြီးဖြစ်နေတာကိုကြည့်ပြီးတော့လည်းပဲကြီးညိုတာသားလို့လည်းချစ်တယ် ကြည်လဲကြည်ညိုတယ်အဲ့ဒါကြောင့်လှူကျင်နေတဲ့ဘာလူရမလဲကြည်လိုက်ပြန်တော့နတ်တိမေကောစီဒေယဓမ္မောဘာမှလှူရမရှိဘာမှလှူရမရှိလို့အဲ့ဒါဘာလို့လုပ်မိလဲပုံပြီးတော့သူခင်ဗျာနေရပုံပြီးတော့နေရဘယ်ရမလှူဝဲဝုထုလေးရမလဲလို့တွေးပြန်လို့လည်းပဲလှူဝဲဝုထုကရတဲ့အကြောင်းကိုမပေါ်ဘူးသူ့မှာဒီလိုဖြစ် တရတော်ကံကောင်းထောင်းမှလို့ပြိသိမြေမနဝါစကလို့ခေါ်တဲ့ပုံနာကြီးတွေရွတ်ဖတ်တဲ့ပွဲတပွဲကသူ့ကိုပင့်ဖိတ်တယ်ပင့်ဖိတ်တဲ့ခါကျတော့အဲ့ဒီကိုသွားတော့ရုတ်ခပေါ့သူတို့မြေမနမန္တန်တွေရွတ်ကြတယ်ရွတ်တဲ့ပွဲကပြီးတော့သူ့ကိုရုတ်ခအနေနဲ့လှူကြတယ်노ထမင်းလေးတပူးနဲ့ပစိုးချမ်းလေးတစ်ထည်တူရတယ် အဲ့ဒါလေးရလေလာရောဤမံပိဏပါဒံဘယထေရတဓာတုံဝတ္တိဒီဆွန်းလေးကိုတော့ဟေးတဲ့ငါမထေကိုလှူဖို့ရန်တင့်တော်တယ်လို့ဒီဒီလိုတွေးတဲ့သုံးသတ်တယ်ဆိုင်းဆိုင်းမြိုက်မြိုက်ပဲရှင်သာရိပုတ္တရာကြီးကလည်းအဲ့ဒီမှာဘာဖြစ်တော့မေးလို့ကြွလာတာ ပြောရတော့တငယ်ချင်းတထည့်ရဲ့သားဆိုတော့ကြည်လဲကြည်ညိုတဲ့သားတယောက်လိုလဲချစ်ထားတဲ့ပုံကိုဖြစ်လို့ရှင်ပြကြွားပါဗျာအိမ်နဲ့ဒီကြွားဟာအိမ်နဲ့ကြွားပြီးရှင်သာရိပုတ္တရာကြီးထိုင်ပြီးတော့နေတဲ့အခါလက်ဦးလေးချီပြီးတော့ပုံနာကြီးကရှင်သာရိပုတ္တရာကိုတစိမ့်သိမ့်ကြည့်ပြီးသူပြောပြမှာပေါ့အရှင်ဖះအဖေနဲ့တပည့်တော်ကဘလို့ရင်းနေတာဘလို့ချစ်ကြတာ တပိတော်တထေးဘုရားတပိတော်ရှင်ဖျားတို့အိမ်လာတော့ငါရှင်ဖျားက9နှစ်10နှစ်9နှစ်သားအရွယ်ရှေးဟောင်းနှောင်းပြစ်တွေပြန်ပြောပြီးတော့ပြလှူကျင်တာလဲကြာပြီရှင်ဖျားရေတဲ့တပိတော်လှူစရာမရှိလို့ခဏိတော်စိုက်စိုက်မြိုက်မြိုက်ဒီလှူဘွယ်ကိုထူလေးရလို့နိုဓမင်းလေးရှင်ဖျားလက်ခံပေးပါဗျာနိုဓမင်းလေးလက်ခံပေးပါဗျာဆိုတော့ရှင်သာရိပုတ္တရာအဲ့မှာအလူခံတယ် အလူခံလိုက်တဲ့အခါတဝက်လောက်လဲလောင်းလို့ပြီးရောရှင်သာရိပုတ္တရာကလက်နဲ့တားတယ်ထေရောဥပဒ္ဒံတံပတိစိတ်တဝါထေရောဥပဒ္ဒံတံပတိစိတ်တဝါဟတ်ထေနာပတ္တံပိရိဟတိပတ္တေနာဟတ်တံပိရဟိလက်လေးနဲ့ကာလိုက်တယ်တော်တော်တဲ့ဘယ်လောက်ဆိုရအဲ့တော့ပြိသေရှင်သာရိပုတ္တရာကြီးက ပုံနာကြီးစားဖို့လဲခြံခဲ့ခြင်းနဲ့ဒါပြောတာမထေကြီးများပြိတဲ့အလူခံပုဂ္ဂိုလ်တာအလူခံနီးလေးနော်ကြည်လိုက်ပြားလိုကျင့်တယ်ဆိုတာအဲ့ဒါပြောတာပြားကောင်များဟာပြိတဲ့ပန်းဝူကြီးဆုပ်လိုက်လို့ပန်းမှာအလှမပြတ်ဘူးယနံလည်းမပြဲဘူးကို့အတွက်လဲပြိတဲ့အာဟာရဖြစ်တယ် အခုလည်းပဲရှင်သာရိပုတ္တရာရှင်သူမြတ်ကြီးပုံနာကြီးထံလူခံနဲ့ပုံနာကြီးလည်းစားတရားရှိ ကောင်းမှုအကျိုးငါလည်းဖြစ်ကိုယ့်အတွက်အာဟာရလည်းဖြစ်ဒီလိုရည်ရွယ်တာအဲကြောင့်ပြားကောင်ကမှကျင့်ကြတယ်လို့ဒီလိုနားလည်ရဒါပေမဲ့ဒီနေရာမှာပုံနာကြီးကမထေကြီးကလက်ကလေးနဲ့ကာပြီးတားလိုက်တဲ့အခါအိဒါလောကသင်္ကဟံအကတဝါဒီဘဝအတွက်ဒီလောကအတွက်တော့မကြည့်ပါနဲ့ရှင်ဘုရားရေဒီတဲ့ပို့ပြီးဆင်းရဲเสียရလည်းမရှိတော့ပါဘူး ပါရလောကသင်္ကဟံကရောထာပါရလောကသင်္ကဟံကရောထာတပည့်တော်နောင်ဘဝအတွက်ဒေသာကြည်ပြီးတော့ရှင်ဘုရားရေချီးမြှောက်တော်မူပါဆိုတော့မှာဟာအဲ့ဒီမှာပုံနှံ့ကြီးကလည်းပြောကောင်းအကုန်လုံးလောင်းထဲလောင်းထဲပြီးတော့ပြည့်သဒ္ဓတရားကတက်လာတော့ဘာဖြစ်တော့မေးပစိုးချမ်းလေးပါကိုလှူခြင်းစိတ်ပေါက်တော့ရှင်ဘုရားဒီပစိုးချမ်းလေးလည်းလှူခံပေးပါ သင်္ကန်းဖြစ်သုံးသူနေကထိုင်ဖြစ်သုံးသူအခင်းထွေသုံးသူသုံးကျင်ဟာသုံးပေါ်ပြိတဲ့ပစိုးချမ်းလေးလို့လှူတယ်။အဲ့ဒီကောင်းမှုကြောင့်ပြိတဲ့ဘာဖြစ်တော့မေးအဲ့ဒီပုံနဲ့အဲ့ဒီဘဝကနေသေပြီးတော့ပြိတဲ့ကောင်းတဲ့ဘဝရောက်ပြီးတော့နောက်ဆုံးတော့ဘာဖြစ်တော့မေးဝဏဝါဒီတိတ်တာမထေဆိုတာဖြစ်ပြီးတော့အာတော်ကင်းကွာတဲ့ယဟန္တာကြီးဖြစ်ပါတယ်ဗျာ။အဲကြောင့်သူတော်ကောင်းတို့တွေရှင်သာရိပုတ္တရာအရှင်သူမြတ်ကြီးဟာဆင်းရဲသားတွေချီးမြှောက်တဲ့နေရာမှာလဲတကယ်ကို အံ့ဩစရာကောင်းတယ်လေးစားစရာကောင်းတယ်ကြီးညိုစရာကောင်းတယ်လို့ဒီလိုမှတ်ကြရပါမယ်